လွန်ခဲ့တဲ့9ရက်ခန့်ကဖြစ်ပါတယ်။ကိုမျိုးဟာမြမဘိန်းတော်ဆေးဆရာတယောက်ဖြစ်ပြီးသူတို့ရွာနေချုပ်ဆက်မှာတော့မြမဆေးဆရာဟာသူတယောက်ထဲသာရှိပါတယ်။အမှန်ကတော့ဖခင်ဖြစ်သူကဆေးဆရာကြီးဖြစ်တာကြောင့်သာသူလဲတက်တဲ့ပညာမနေသားဆိုသလိုဆေးဆရာဖြစ်နေခဲ့တာ။ဒါပေမဲ့အခုခေတ်မှာတော့မြမဆေးရထင်တဲ့လောက်ရေပန်းမစားတော့ဘူး။တခုခုဖြစ်ပြီးဆိုရင်တော့အရင်တုန်းကလိုမြမဆေးဆရာမပင့်တော့ဘဲနဲ့ဘေးရွာမှာရှိတဲ့ဆရာဝန်ထိုင်တဲ့ဆေးကန်းကိုသာပြေးကြရတာများပါတယ်။ စီးပွားရေးကလည်းစေကူရတာမရှိသလောက်ဖြစ်ပြီမို့လို့ဘရဆေးကုံညံနေဝဲကကိုမျိုးကရက်စားဖော်ရောင်းနေလေဆေးဖော်တယ်ဝနှုတ်ဆေးလည်းဖော်ရောင်းပါတယ်တငယ်နာရှာဖို့ဆေးကလူသုံးနဲ့များတယ်ကိုမျိုးရဲ့မိမကတော့ရွာထိပ်ကားလမ်းတစ်ပေးမှာဈေးဆိုင်ကလေးဖွင့်ထားတာကြောင့်စီးပွားရေးကအဆင်ပြေပါတယ်ဒီနေ့ကလာပညာဖြစ်ပြီးတိတိကျကျပြောရမယ်ဆိုရင်တော့သတင်းကြော်လာပညာပါဆိုင်ကလည်းပိတ်ထားတာကြောင့်အိမ်မှာအနားရနေရရွာတွေကလူငယ်တချို့ကသာ သူ့ကိုလာကြတော့ကြတယ်။ည9:00နာရီထိုးကနေမှာတော့ဖြောင်းနိုင်မီထုံးဖို့အတွက်ဖြောင်းနိုင်လေးတွေကိုအင်းရှိဝရဏလေးမှာစီတန်းလိုက်တယ်။သမီးနဲ့မိန်းမကတော့ TV ကြည့်နေရဒီချိန်မှာသူ့စီကိုဖုန်းတစ်ခုဝင်လာပါတယ်။ဖုန်းဆက်လာသူကတစ်ဖက်ရွာကသူ့နဲ့တည်တဲ့ကိုထွန်းဆိုတဲ့သူ။ကိုထွန်းပြောလေ။ဆရာမျိုးရွာကိုလာမှဖြစ်မယ်ဗျ။ဒီမှာကျွန်တော်တူလေးတယောက်ဘိုက်အောင်နေလို့။ဟာဒီချိန်ကြီးမှကွာနေပါဦး။မင်းတို့ရွာကဆရာဝန်ရောမရှိဘူးလား။ ဆရာဝန်ကတရင်ကျုပ်ရွာကို ပြန်သွားလို့ဗျစေကန်၃ရက်ပိတ်ထားတယ်ဆရာ အာဒါမှပြဿနာပဲဆရာလာမိုက်ဖြစ်မယ်ဆရာ ကျွန်တော်တို့လည်းမလုပ်တတ်ဘူးဆရာအေးဗျာကောင်းပြီအခုပဲလာခဲ့မယ်ဟုတ်ပြီလားအိမ်မောကဆင်းလာခဲ့တာမလို့အယောက်မှရှိတဲ့မိမဟာကိုမျိုးကိုလှမ်းမိလိုက်ပါတယ်ညာကြီးမို့ချုပ်ပဲသွားမလို့လေဟိုဘက်ရွာကကိုထုံးတူတယ်ကွာဘိုက်အောင်လို့တဲ့ကိုမျိုးကအဝတ်စားလိုက်ပြီးတဲ့နောက်ဆေးလွယ်ကိုလွယ်က ဈေးတွေကိုထည့်လို့အိမ်ရှိထွက်လာတယ်။ဟာဆိုင်ကေရောတော်သားတငယ်ချင်းတွေရွာကိုတညအိတ်သွားမယ်ဆိုပြီးတော့ယူသွားတယ်။သွားပါပြီကွာ။ကိုမျိုးတယောက်တီတုရေရွတ်လိုက်ပါတယ်။တပည့်သူက15နှစ်နေပါရှိပြီမို့လို့တငယ်ချင်းပေါင်းတင်မှတ်တယ်။ဆိုင်ကေနဲ့ဆိုရင်တစ်ဖက်ရွာကို10မိနစ်လောက်ပဲစီရမယ်။အခုတော့တအိမ်လုံးပေါင်းလို့တစည်းသာရှိတဲ့ဆိုင်ကေကမရှိတော့ဘူး။တစ်ဖက်ကလည်းအရေးကြီးနေပြီမို့လို့အိမ်ပြင်မှာထောင်ထားတဲ့စပင်းဆုပ်လေးကိုတွန်းလာတယ်။ စပိန်ဆိုလို့ဆိုပေမဲ့အိမ်ကမိမစီးနေကြစပိန်ဖြစ်တယ်။စပိန်ကိုအိမ်အပြင်တွန်းထုတ်ရာစပိန်ကအတန်းဆုံးမြင်နေတယ်။သွားပြီနော်။လမ်းအော်ပြီးတဲ့နောက်စပိန်ကိုရွာတွေကဖျက်ဆီးလာတယ်။တခြားအိမ်တွေကထုံးထားတဲ့ဖျောင်းနိုင်မိတွေနေယုံမိသီးတွေကိုလည်းစီတန်းပြီးတော့လှပနေရမြင်ရတယ်။မိုးကောင်းကင်ကတော့လာပြီးညဖြစ်ပေမဲ့မိုးအုပ်ကတိမ်ညော်တွေဖုံးလွှမ်းနေပါတယ်။ကိုမျိုးကအခုချိန်ရွာပြင်သွားရမှာခက်လန့်လန့်ပဲ။သူတို့ရွာနဲ့တစ်ဖက်ရွာမှာနှစ်မိုင်ကန့်ဝေးပြီးတော့ တာလမ်းမကြီးနဲ့လည်းဆက်သွက်ထားတယ်။ကိုမျိုးကတရေကြောက်တူမလို့ညအချိန်ရွာပြင်ကိုလုံးဝမထွက်ဘူး။အခုအသက်ကြီးလာပြန်တော့လေမကြောက်ချင်အောင်ဆောင်းထားတယ်။ငငယ်တည်းကကိုမျိုးဟာတရေကြောက်တတာ။တကယ်တော့တရေကိုလည်းမမြင်ဘူးဘူး။ဒါပေမဲ့ကြောက်တာတော့အတော်လေးကိုကြောက်တယ်။ရွာပြင်ကိုရောက်လာလေလေအင်ကြီးကကျဲသွားလေဖြစ်ပြီးအမောင်တို့ကကြီးဆုံနေပြီ။တာလမ်းမကြီးဘောက်ကိုခြေချမိတာနဲ့တပင်းတစ်ချက်ကိုမှုတ်ထွက်လိုက်ပါတယ်။ လမ်းမကြီးပေါ်မှာလူတယောက်ပင်မဆိုထားနဲ့ခွေးတစ်ကောင်တော့မရှိဘူးပတ်ဝန်းကျင်ကလည်းအမောင်တီကျနေပြီးတာလမ်းမကြီးဘေးမှာစိုက်ထားတဲ့တစ်ပင်ကြီးတွေကမမောင်ထဲမှာခြောက်ချားပွဲရိမ့်နှွင့်နေကြပါတယ်တာလမ်းဘေးမှာရှိတဲ့မြေကွက်လက်ကြီးမှာလည်းမြက်ပင်ကိုင်းပင်ခြုံမင်းတွေနဲ့တောထားနေပြီးအာသွင်းတဲ့ဓာမီလေးကိုဖွင့်ပြီးတော့စပင်ချင်းောင်းတဲ့ထဲကစနေလာတယ်တာလမ်းမကြီးပေါ်မှာတော့တယောက်တည်းမို့လို့စိတ်ကခြောက်ချားလာပြီးမကြခင်မှာတုတ်တံကိုဖျက်ရတယ်လမ်းဘေးမှာခြုံမုတ်တွေကြား အုတ်ကုတ်တွေကအစီရှိနေပြီးတော့ဇရက်ကလေးတွေကိုလည်းလက်မြင်ရတယ်။ဇရက်ကိုအမှတ်မတင်ကြည့်မိချိန်မှာတော့မီးလုံးလေးတွေဟာတလက်လက်ဖြစ်နေရကြအောင်စက်မကြည့်တော့ပဲစက်ပင်းကိုအ мян ဆုံးပဲနင်းလာခဲ့ပါတယ်။သုတ်တန်လေးကိုကြောသွားတဲ့အခါမှာတော့တစ်ဖက်ရွာလေးကိုလှမ်းမြင်ရပြီးရွာမှာရှိတဲ့အိမ်တွေဟာမီးလုံးလေးတွေလင်းထိန်နေကြသလိုရွာအပြင်စီတွေမှာလည်းစင်မီးရောင်တွေလင်းလက်ထားနေတာကိုလှမ်းမြင်ရတယ်။ဒီတော့ကိုမျိုးလေးအားတက်သွားပြီးတဲ့နောက်စက်ပင်းကိုအ мян ဆုံးပဲနင်းလာခဲ့ပါတယ်။ ဒီလိုနဲ့ရွာကိုရောက်တော့ကိုထွန်းအိမ်ကိုသွားတူတူတွေဟာကိုထွန်းတို့ခြံဝိုင်းနောက်ဖက်မှာရှိတဲ့အိမ်မှာနေတယ်။ကလေးကအသက်17နှစ်ပဲရှိအောင်ပဲ။ကိုမျိုးရောက်သွားတဲ့အခါမှာတော့ကလေးနားမှာစိန်မျိုးတွေပြုံးပြီးထိုင်ကြရာကလေးကဘိုက်ကိုလမ်းနဲ့អော်ပြီးអော်ဟင်းနေတယ်။ဒါတော့ကိုမျိုးလည်းစမ်းသက်ကြည့်တယ်။လေးနာထတာဗျ။ဟုတ်မှာပါ။ဒီကောင်းလေးနေ့လည်ကအလှမအစားဆုံးတယ်ထင်တယ်။အပွားပြည့်သူကဝင်ပြောပါတယ်။ကိုမျိုးလည်းသူ့တက်တဲ့ပညာနဲ့ကလေးငယ်ကိုကုသပြီးရာမကြခင်မှာကလေးကတတ်တတ်သွားတယ်။ ကလေးကိုစစ်ပေးပြီးတော့အိမ်မောကပြန်ဆင်းလာတော့ညာ၈နာရီကျော်ပြီ ကိုထုံးကကျေးဇူးတင်တာကြောင့်စေဖို့ပြင်ကိုမျိုးကို မုန်းတဘူကတော့တယ်မိုးချုံနေပြီဖြစ်ပေမဲ့စပိန်ကိုအမြန်နင်းပြီးပြန်မယ်လို့လည်းတွေးကချန်ပီယံကိုတောင်းလာတယ်ကိုမျိုးကတက်တီကောင်းတယ်နော်ရွာပြင်တာလန်းကိုဒီအချင်းတယောက်ထဲလာရဲတယ်စိတ်ထဲမှာကြောက်သွားပေမဲ့ကိုထုံးရှေ့မှုလို့ဟန်ဆောင်ထားလိုက်တယ်အိုးဗျာတစီတရေဆိုတာလူကိုပါလုံနိုင်တာမှတ်လို့လေဗျာပြီးတော့ လူနာကရှိသေးတယ်ဗျကျုပ်တို့ဆေးဆရာတွေအတွက်ကလူနာကအရေးကြီးဆုံးပဲမုံမြစ်ပါတယ်ဆရာမျိုးရာဒါနဲ့အပြန်ကြရင်လေရွာပြင်ကဖျားလေးနာကိုသတိထားနော်အဲ့နားမှာအဥ္စဆောင်မလေးတွေလူချင်းဖျားဝတ်တက်ကြတယ်တဲ့ဟေးဟုတ်လားအဥ္စဆောင်မချော့ချော့လေးတွေ့လို့ရတော့ဆရာမျိုးစိတ်မခိုင်မဖြစ်သွားမယ်ကိုထုံးကစားနောက်ပြီးပြောပေးမယ်ကိုမျိုးကဆက်ပြီးနားမထောင်ကျင်တာမဟုတ်လို့ကိုထုံးကနှုတ်ဆက်ကစပင်းကိုနင်းလာခဲ့ပါတယ် ရွာပြင်ရောက်ပြီးတော့ဘုန်းကြီးကိုကြော်တဲ့အခါမှာတော့လူနေအင်ဂျင်တိတ်မရှိတော့ဘူး။ဆက်နင်းလာရင်တနေရာရောက်မှာတော့ရှူးဆိုတဲ့တန်တဲ့တူတူစပင်းဟာခါရမ်းသွားတာကြောင့်ကိုမျိုးခုန်ဆင်းလိုက်တယ်။ဟာသွားပြီ။စပင်းရှစ်ပင်ပေါက်သွားပြီ။ကျွတ်ကွဲသွားတယ်လို့ထင်နေ။ဒီစပင်းဆုပ်ကတော့ကွာ။ကိုမျိုးတယောက်ဒီလိုရေရွတ်လိုက်ပါလေ။သူပါဆက်လို့ရမလဲလေ။ရွာထဲပြန်ဝင်ရအောင်ကလည်းဒီချင်းကြီးစပင်းပြင်ဆိုင်ရှိမှာမဟုတ်တော့ဘူး။ကိုမျိုးလည်းစိတ်ကိုတင်းပြီးတော့ ဘာဖြစ်လဲကွာတစီတရေဆိုတာလူကိုဘာမှလှုပ်လို့ရတာမဟုတ်ဘူးစပိန်မဲ့တုံးပြီးပြန်တော့မယ်ဒီလိုပြောပြီးတော့စပိန်ကိုတွန်းလာတယ်ဘဇက်ကနေလဲတန်ဖိုးတွေကာတာကိုတတတရွေးဆိုလာတယ်တန်လမ်းမကြီးကအမောင်ကျနေပြီးတော့မကြခင်မှာရွာပြင်ဈေးလေးကိုလှမ်းမြရတယ်ထုံးပြဖြူနဲ့ဈေးနဲ့ဆိုရှိပြီးအဲ့ဒီဈေးဒီဟာဈေးဒီဟောင်းနေဖြစ်ကြလို့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကတီထားခဲ့တဲ့ဈေးဒီလေးဖြစ်ပါတယ်ဈေးဒီနေ့မှလည်းအုတ်တိုက်တစ်ခုရှိပြီးအဲ့ဒီအုတ်တိုက်မှာ အမရဘူရာကလက်ရဖြစ်လို့အုတ်တိုက်နဘီရန်နဲ့ကရက်မှာကစားလေးတစ်ခုလည်းရှိတယ်။ဇေဒီပပက်လည်းမှာဝေယုံဝင်ကြီးတွေတပ်ပင်ကြီးတွေနဲ့အုတ်ဆိုင်ကအမောင်တိကြာနေပြီးတော့တခါတည်းကညာငန့်အော်တန်နေနဲ့ဘိုးကောင်အော်တန်နေကလွဲပြီးတော့တိတ်ဆိတ်နေပါလေ။ကြောက်ဖို့ကောင်းလိုက်တာကွာ။လမ်းကလည်းလူမရှိဘူး။ဟိုရွာဘက်သွားမဲ့ခီးဘော်တယောက်လောက်ရှိရင်တိတ်ကောင်းမှာပဲ။စိတ်ထဲမှာဒီလိုတွေးလိုက်မိပါတယ်။ကိုမျိုးလက်ချက်ချောင်းနဲ့ဇေဒီနားကိုရောက်တဲ့အခါမှာ စပိန်ကိုမြန်တွန်းပြီးတော့ခတ်တတွယ်ရှောက်လာခဲ့တယ်။ခတ်တတွယ်လို့ဆိုပေမဲ့ခြေထောက်ကအပြေးတစ်ပိုင်းဖြစ်နေရစပိန်ကလည်းတကွက်ကွက်နဲ့အတန်ဆုံးမြင်းနေပြီ။အမြန်ရှောက်လာရင်လည်းဇဒီနာရောက်တဲ့ခါမှာတော့အရန်ကိုထိုးချတဲ့အမွေးရနှံတစ်ခုဟာနှာခေါင်းထဲကိုဝင်လာတယ်။အမွေးနှံဟာကလားရင်ဝင်းနဲ့လိုလို72ကုနဲ့လိုလိုချိုအီးဖြစ်ပြီးတော့စိတ်ထဲမှာကိုထုံပြောလိုက်တဲ့ဥစ္စာဆောင်တွေများဇေဒီကိုရောက်နေပြီလားလို့တွေးမိပြီးတော့လမ်းကိုပဲကြီးကခက်တက်တော့လေးပဲရှောက်လာမိတယ်။ဟဲ့လူ ဟဲ့လူဘေးကခေါ်တန်ကြတာကြောင့်လှဲ့တော်မကြည့်ဘူးမသိကြအောင်ဆောင်းပြီးတော့စပိန်ကိုဆက်တုံးသွားတယ်ဒီကမှအဲ့လူကတဆောင်းတင်းကထွက်လာပြီးဟဲ့လူစောင့်ပါအောင်မြဒီလူကနောက်ကလှမ်းပြီးတော့អော်ပြီးလိုက်လာတယ်။အတန်ကြတော့ကိုမျိုးလေးဘဝမင်းနဲ့လှည့်ကြည့်ကအဲ့လူကိုဓာမင်းနဲ့လှမ်းထူတယ်။ခမားဘသူလဲဗျ။သူ့ကိုဘာလို့ခေါ်နေရလဲ။အဲ့လူဟာလူကကင်တူပူပြက်နဲ့ဖြစ်ပြီးတော့အသက်က90ကျော်လောက်ရှိမယ်။ ကရုံးပြောင်မှဇပင်ငုတ်စီလေးတွေထွက်နေပြီးတော့ရှယ်အင်းကြီးအကွက်နဲ့ပစိုးကိုဝှထားတယ်။ပြီးတော့သူ့စီကိုရှောက်လာတယ်။မကြောက်ပါနဲ့ဗျ။ကြောက်ကလိုပါ။ရွာကအပြန်လမ်းကမှောင်နေလို့လေ။ခီးသွားမဲ့သူများတွေ့မလားဆိုပြီးတော့စောင့်နေတာ။ကိုမျိုးကတေချာအကဲခတ်ကြည့်တော့လူဖြစ်မှန်တေချာသွားပြီ။ကိုမျိုးစိတ်ထဲမှာပျော်လဲပျော်ရွှင်သွားတယ်။သူ့လူနေတဲ့ခီးအဖို့ရပြီ။သူတို့နှစ်ယောက်တာလမ်းမကြီးမှာအတူတူရှောက်လာတယ်။နှစ်ယောက်မလို့ကိုမျိုးတရားအားရှိလာပြီး လမ်းတစ်လျှောက်လည်းအဲ့လိုနဲ့စကားတွေပြောရင်းနဲ့ခြောက်လာမိတယ်။နေပါဦးမြ။ခမားကစီရီနဲ့အမောင်ထဲမှာထိုင်ပြီးတော့ဘာလုပ်နေရလဲ။ကျုပ်ကပြင်းမရွာကားဗျ။ပြီးတော့စီရီမှာလေကျုပ်အမွှေးတိုင်နဲ့ဖျောင်းနိုင်ပူဆုံးနေတာ။အမွှေးတိုင်ကလည်းအိန္ဒိယကလာတဲ့အမွှေးတိုင်ရှဲဗျ။ဒီတော့မှကိုမျိုးတယောက်သဘောပေါက်လိုက်တယ်။အေးဗျ။တော်တော်တော့မွှေးတယ်နော်။ဒီကအမွှေးတိုင်နဲ့မတူဘူး။သူတို့တွေပြောပြီးဆက်လျှောက်လာတယ်။ ဒါနဲ့ပြင်းမရွာကဝေးတယ်ဗျကျတို့ရွာပြီးမှရောက်တော့မှ ဝေးလဲပဲတက်နိုင်ပါမလဲမနေ့ပြန်ရဲလဲဆိုတော့မရောက်ရအောင်တွားရမှာပဲဗျဒါနဲ့ခမားကရောဒီအချိန်ကြီးဘယ်သွားမလို့လဲကျုပ်ကဆေးเสียဗျဒီရွာမှာအရေးကြီးလူနာရှိလို့လာကြည့်ပြီးတော့ပြန်လာခမားနဲ့တွေ့တာအတော်ပဲဗျဟုတ်ပါဗျကျုပ်လည်းမှောင်ထဲမှာမပြောင်းနေတာနဲ့စောင့်နေတာအတော်ပဲဖြစ်သွားတယ်ဒါမီးပါမလားတော့ဝေးပါကင်းပါနဲ့ကြောက်ရတယ်ဗျ သူတို့နှစ်ယောက်ဓာမီအလင်းရောင်တွေနဲ့ရောက်တဲ့ရရပြောပြီးတော့ရှောက်လာတယ်။မကြခင်မှာတုတ်တန်ကိုရောက်တော့မယ်။ကိုမျိုးတယောက်ကြက်သိန်းဖြန်းကနေထထသွားတယ်။ကိုမျိုးကတုတ်တန်ရှိကရှောက်တဲ့ခါမှာမျက်နှာလွှဲထားပေမဲ့ဒီလူကတုတ်တန်ကိုငေးကြည့်တယ်။ဘာတွေးလို့ဒီလောက်တောင်မှငေးတာလဲဗျ။တုတ်တန်ကိုကြောင်မှကိုမျိုးကမေးလိုက်တယ်။မဟုတ်ပါဘူးဗျာ။ဟိုနေ့ကအုတ်ကူလေးကိုမှန်းပြီးတော့ကြည့်နေတာ။ဘာအုတ်ကူလဲဗျ။အော် ဂူသွင်းတော့ကအုတ်ကူပဲနားလောက်မှာရှိလေလို့မှန်းကြည့်နေတာကိုမျိုးတယောက်စက်သိန်းတစ်ချက်ထားသွားတယ်ဘာကြောင့်မှမသိဒီချိန်မှာငါဆိုးတစ်ခေါင်ကသူ့ခေါင်းပေါ်ကနေဖြတ်တမ်းပြီးတော့အော်ဟစ်လိုက်တယ်ကိုမျိုးလန့်သွားပြီးတော့ဒရွေထူတယ်ခြေလဲဆောင်းလိုက်ပြန်တယ်မကြခင်မှာကိုမျိုးတို့ရွာကိုလှမ်းမြင်နေရပြီဒါနဲ့နေပါအောင်မြခမ ्या ကမနှမ်းမှတွားရရတဲ့ဒါနဲ့ပြင်းမကိုညာချင်းမကြီးတွားနေတာခမ ्या တည့်ရမကြောက်ဘူးလား ကိုမျိုးကဒီလိုကိုမေးလိုက်ရာအဲ့လူကခေါင်းငိမ့်ပြတယ်။ဟာဗျာခမ ्या ကလည်းလူတုံးကတော့ကြောက်တာဗောဗျ။ဒီစကားကြားတဲ့ခါမှာကိုမျိုးတကောလုံးတုံတက်သွားတယ်။ကြက်သိန်းนี่လည်းတကောလုံးထသွားတယ်။သူ့ခေါင်းထဲမှာဒီစကားကအပြန်လှန်လှန်ကြားရောက်နေမိတယ်။လူတုံးကကြောက်တယ်။လူတုံးကကြောက်တာဆိုတော့ဖျားဖျား။ကိုမျိုးခေါင်းထဲမှာအတူတူထက်ကနေထက်ကနေအလင်းမြန်ဝင်လာတယ်။ဖျားနာကိုဘယ်သူမှမတွားရတာကို သူကဖះနာမှာရှိတာရဲ့တုတ်တံမှာဟိုနေကအုတ်ကုကိုကြည်တာရဲ့ဆိုတော့ရက်လက်အမိသွားရမယ်ဆိုတော့လူတုံးကဆိုတာရဲ့တော့ဒီဒီလူကကိုမျိုးနဲ့စပင်းကိုလက်လွတ်ချလိုက်တယ်ပြီးတော့စပင်းကတာလမ်းမဘေးကိုအတန်းဆုံးမြည်ပြီးတော့ထိုးဆင်းသွားပါတယ်အဲ့နောက်ပစိုးကိုတိုးတိုးပြန်ပြင်ဝဲသူ့လုံးနေရာကိုဟိုလူဟာငေးကြည့်နေတယ်အဲ့နောက်ကိုမျိုးတချိုးတွေပဲဂျွာစီကိုခြေကုန်တုတ်ပြီးတော့ပြေးတယ်အင်ရောက်တိတိုင်အောင်အကြောင်းမပြေတော့ဘူး မိမဖြစ်သူကိုလည်းဖြစ်ချောင်းကုံစင်ပြောပြတယ်။ညရောက်တော့အဲ့လိုမပြောတကောလုံးတုံရင်နေရပရိရတောင်ပရိကျိုးတွေချီထားတဲ့ခြေထဲကစိတ်ထဲမှာကြောက်နေမိတယ်။ညရင်းချင်းမဲ့အဖျားတက်ဖျားတဲ့ခါမှလည်းခရုံကရန်းတွေအော်ဟစ်တယ်။မိမကလည်းဆေးဆရာမိမမလို့သူ့ကိုဆေးတိုက်ပြီးတော့တေချာတိတ်တယ်။မနက်၈နိုင်ထူတော့အိမ်ကိုလာခေါ်တယ်။ဆရာမျိုးဆရာမျိုးဖျားနေရခြေထဲကကောင်းထောင်ကြည့်ပြီးတော့ ရဲရွာကလာတာဖို့တိဖြစ်နေပြီးသူက သူ့ရဲ့စပိန်ကြီးကိုတွန်းလာပြီးတော့ခြံထဲကိုဆွတ်သွင်းလာတယ်။သူ့နောက်မှာတော့လူတယောက်လည်းပါလာတယ်။ဖို့တိကအိမ်မော်တက်လာတဲ့အခါအဲ့လူကလည်းအိမ်မော်လိုက်တက်တယ်။ဟေ့လူခမရမလာနဲ့ဗျာ။သွား။ဒီလူကတခြားလူမဟုတ်ပါဘူး။ကိုမျိုးညားကတွေ့ခဲ့တဲ့သူပဲ။ဆရာညားကထွက်ပြေးသွားတာဗျ။ထူးဆန်းလို့ဆိုပြီးတော့သူကမနေ့ကျတော့မှလာခဲ့တာ။ခမရကလူမမဟုတ်တာ။တည့်ရဲမဟုတ်ဘူးလား။ ဲ့လူကပြောနေကျွန်တော်ကလူအစ်စ်ပါဆရာဆရာကဘလို့ဖြစ်ပြီးတော့တရေလို့ထင်သွားတာလေခမပြောတော့ရက်လက်မတိုင်ခင်သွားရမယ်အုတ်ကူနေရာကိုလည်းကြည့်တယ်ဆိုဩဆရာကလေးဗျာအဆက်ဆက်မရှိကျွန်တော်ညီသေးတော့ဒီရွာတုတ်တံမှာအုတ်ကူတွေ့နေဗျအခုလည်းသူ့ရဲ့ရက်လက်အမိကျုပ်ကပြင်ရတာကိုပြောတာကိုမျိုးကတိတ်တော့မယုံရင်သေးဒါနဲ့လူတုံးကကြောက်တယ်ဆိုတာကရောအဲ့ဒါကလူတုံးကကြောက်တယ် အခုဖုန်းကြီးဟွက်သွားပြီးတော့မကြောက်တော့ဘူးအဲ့ဒါကိုပြောကြ။ကိုမျိုးတယောက်ဟိုကြီးတည်ကြည်ကြည့်ပြီးတော့အဲ့ရနဘေးမှာထောင်ထားတဲ့ကျိန်လုံးကိုလှမ်းဆက်ကအဲ့ရဘောကခုံထားတယ်။သူ့အဖြစ်ကိုဖိုးတင်နေအဲ့လူကငေးကြည့်နေတယ်။စကားကိုတဆက်တည်းပြောရင်မွေးကြိုက်သွားမှဆက်လို့လား။ဟဲ့လူလားစမ်း။ခမားကိုမှတ်လောက်သားလောက်ပညာပေးရမယ်။ဒီတော့မှဖိုးတေကိုဟိုလူရောအိမ်မောကနေခုံဆင်းပြီးတော့ထွက်ပြေးသွားတယ်။သူတို့နောက်ကိုတော့ကိုမျိုးကကျိန်လုံးကင်ပြီးတော့ပြေးလိုက်သွားခဲ့ပါတယ်။ဒီမှာနေမယ်။ ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရာလောကဇလံပြီးဆုံးပါပြီ။နောက်တော့ဒါစင်တို့ပြည့်တဲ့ကြီးလဲဆဲချင်းသားချင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံတော်မူကြပါစေခင်ဗျာ။